呃，第二周啊，看那些不是没啥，蛮的呀，路哈。 ောက်ပြန်တဲ့သူ့လက္ခဏာကိုသူဆောင်ပြီးတော့အပြည့်ကိုပွားတယ်ခန္ဓာကိစ္စသိဖို့အတွက်ပฏิထားတဲ့လုပ်ငန်းမှာ ခန္ဓာရဲ့ဒုက္ခိစ္စဆောင်ရွက်ချက်ကိုပေါ့ပြန်လေလို့ပထမသိပြီးတော့ဒီပေါ့ပြန်မှုသဘောဝရဲ့ပေါ်ရလမ်းကြောင်းအပြက်ကိုရှုပ်သွားတဲ့သတိပ္ပံမျိုး န္ဓာကိုလေ့လာတဲ့ယောဂီကခန္ဓာရဲ့သဘာဝအမှန်တရားကိုပထမသိဖို့လိုတယ်။ဒါကသတိထားရင်သိနိုင်တဲ့အတွက်သတိလုံငန်းနဲ့ပေါက်ပြန်လဲလို့သိနေရမယ်။ဒီလုံကပထမ ိရမှတရားရှာပြီးတော့သိရဒါသိရုံနဲ့မပြီးဘူးတရိသိရတယ်အမှန်တရားခန္ဓာရဲ့သဘာဝတရားအမှန်ပဲခန္ဓာရဲ့ပင်တရားပဲလို့ယုံကြည်ဖြစ်သွားအောင်လေ့ကျင့်နေရတယ် ဒါမှဒီခန္ဓာကြီးဒီဒီသဘောတရားတွေနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာပဲလို့အပိုင်နိုင်သိသွားတော့မိမိတို့ဒီခန္ဓာပေါ်မှာမိမ့်ပေါက်တဲ့ပုဂ္ဂိုလ်တ attva စွဲ့နေဖို့အဲ့မှားညွန့်ချက်အမှန်တရားသိဖို့လည်းပြင်သွားနိုင်ပြေကိုပြရတဲ့ကိစ္စမဟုတ်ဘူးအပိုင်ပြရအောင်လို့ တောင်ပရိညာဆိုတဲ့ကိစ္စဟာအပိုင်နဲ့ပြီးတဲ့ကိစ္စနောက်တည်းအမှန်ရှိတဲ့သဘောတရားကိုမိမိရဲ့ရဲ့သိပြီးတဲ့နောက်ဒီသဘောတရားရဲ့လမ်းကြောင်းဆိုတဲ့အပြည့်ဉာဏ်နဲ့ပညာနဲ့သိသွား ဒါလည်းပဲမိမိရဲ့ခိုင်ခိုင်မာမာသိမှာကိစ္စပြီးတဘာဝတရားတို့ဖောက်ပြန်လာတာဟာခန္ဓာကိုယ်မတည်မြဲဘူးခိုင်ခံ့မှုဖောက်ပြန်လာတာမဟုတ်ဘူးပြည့်တဲ့သဘောတွေပဲလို့အပြည့်ကို ခြိတဲ့လို့တဲ့အကြောင်းအပိုင်သိသွားမှာဒီခန္ဓာရဲ့အနေစာသဘောဒုက္ခသဘောအနတ္တသဘော ဒီလက္ခဏာတွေသိမှဝိပဿနာကိစ္စပြီးတယ်။ဒါမင်းတို့သိရတဲ့အချက်ကအပိုင်သိဖို့လိုရတဲ့ပရိညာကိစ္စတွေပဲ။တောင်သိရတဲ့သဘောကတော့တမျိုးတည်း။အဲ့ဒီတမျိုးတည်းကိုနိုင်နိုင်နင်းနင်းနဲ့သိဖို့ကြိုးစား တနည်းပတိလုံးကနဲ့အစည်းစိခန္ဓာရောဂီအသင်များဒီနေ့ပညာလုံးကအပြည့်ကိုညံ့နေကြမေးမယ်ရမီးလိုခန္ဓာမတွေ့နိုင်အောင်ခရုတစိုက်ရှုပါမိမိကိုယ်နဲ့မိမိစိတ်ချလောက်တဲ့အသည့်ဖြစ်မှာ ခန်းဝင်အားထုတ်အကျိုးနတ်မယ်ဒီစကြလောက်တဲ့အသည့်ဖြစ်အောင်လည်းပဲလမ်းညွှန်ချက်ပေးနေဘယ်လိုစိတ်နားထောင်ပြီးတော့ကိုယ်ခန္ဓာရဲ့အရှိကိုမိမိရဲ့ခိုင်ခိုင်မာမာယုံကြည်ချက်နဲ့သိအောင်အားထုတ်ဖို့လေ့လာဖို့လေ့ကျင့်ဖို့ကမိမိတောင်းလို့သိပြီးတော့ကြိုးစားရှုပါ ဖောက်ပြန်တဲ့သဘောကိုသဘောပေါက်ရင်ဖောက်ပြန်တာလို့ရှိမှာဒီသဘောတရားကြီးပြစ်ထားကိုရှုတတ်ရင်ပြစ်ထားကိုရှုပါဘယ်လိုပြက်ကိုမသိသေးဘဲနဲ့ပြက်တယ်လို့သွားရှုလည်းညံမဖြစ်ဘူးအပြက်ကိုမသိသေးလည်းဖောက်ပြန်တာကိုထပ်ခါထပ်ခါရှု စုချက်များများရအောင်ခန္ဓာကိုဇက်တိုက်သိပြီးတော့ခန္ဓာရဲ့တောင်းလီဖောက်ပြန်တဲ့လက္ခဏာကိုပြဖို့ပြတဲ့လက္ခဏာကိုပြဖို့ခန္ဓာတောင်း ရှုရည်ရုံးရဲ့ညာဟာခန္ဓာပြတဲ့ဖောက်ပြန်တာကိုသိဖို့ပြစ်တာကိုသိဖို့ရုံးရဲ့ညာတောင်းကိုတောင်းနှုတ် သဘာဝတရားဆိုတာခန္ဓာတစ်ခုတည်ဆောက်လိုက်တဲ့ပင်ရင်းတရားဒီခန္ဓာပြောင်းတည်ဆောက်လိုက်တဲ့ပင်ရင်းတရားတွေအမှခိုင်ခတ်မှုမရှိပဲပြုံးလဲပျက်စီးနေရ ဒီခန္ဓာသဘောဒီဥတော်နိစ္စံဘုရားတိဘယ်တော့မြောက်မခံကြမှာမလဲဓာတုခန္ဓာရဲ့ပင်ကူကဒီကြိုင်းပဲမိမိတို့ဒီသဘောမသိလို့ခန္ဓာနဲ့တောင်းတင်းနဲ့ခိုင်ပြဲတယ်လို့ထင်တာအဲ့တော့မှားနေပြီဆိုတော့သံဃာဒုက္ခကိုပြတယ် တောင်မြတ်စွာဘုရားသာသနာလမ်းညွှန်ခြင်းနဲ့ခန္ဓာရဲ့ပင်ရဲ့မှန်ကိုလေ့လာကြည့်တော့အခုလိုအမှန်တိုင်းဖောက်ပြန်နာရီကိုသိရတည်တံ့ခိုင်မြဲမှု မရှိတဲ့ပြစ်ထာတွေကိုမြင်ရဒါစိုးစိုးပြင်းပြဒါလားအမှန်ပဲလို့အခိုင်အမာယုံကြည်စေရအောင်တော့ ကိုယ်ကနေကိုလေ့လာပါလေ့ကျင်ပါအမှန်တရားတော့ဖောက်ပြန်နေတယ်ပြည့်နေတယ် မြတ်စွာဘုရားလမ်းညွှန်ခြင်းနဲ့ခန္ဓာရှုကြည့်ရတဲ့ကိစ္စအမှားချင်းမိမိခန္ဓာကိုလေ့လာရေးလုပ်ခန္ဓာစုပေါင်းဖွဲ့စည်းထားတဲ့အချိန်မှာရူပခန္ဓာကြီးပေါက်ပြန်ပြီးတော့ပြည့်နေတဲ့သော ဝိညာဉ်ခန္ဓာတိခံစားပြီးပြည့်နေတဲ့သောတင်ညာခန္ဓာတိမှတ်ပြီးပြည့်တဲ့သောသက္ကာရခန္ဓာတိပြုပြင်ပြောင်းလဲပြည့်စည်တဲ့သောဝိညာဉ်ခန္ဓာတိတည်ပြီးပြည့်တဲ့သောလို့ခန္ဓာရဲ့ပင်ကိုယူစရာရစရာမရှိတဲ့သောကိုသိစေလိုတယ်။သတ္တဝါမိမိခန္ဓာကိုအန္တံခဲတွယ်တယ်။မြတ်စွာဘုရားအမြဲဒီလိုခဲတွယ်လို့သံသရာမလွတ်တာ ပြီးတယ်တကယ်တော့မိမိတို့မခင်တွယ်ရင်လွတ်တာတကယ်ခန္ဓာစစ်မှလည်းခင်တွယ်ခြင်းမရှိဘူးတောက်ကိုယ်ရင်ကိုယ်ရင်သိသွားရင်လွတ်မှာပဲမြတ်စွာဘုရားယူခြင်းနဲ့ခန္ဓာရဲ့မှန်တရားကိုလွတ်ယူခြင်းပြီးတယ်ရူပံပိခွေနေဆံဒုက္ခအနတ္တဝိရဏအတ္တဉာဏ်သင်္ခါရဝိညာဉ်အိဆံဒုက္ခအနတ္တ ခန္ဓာ၅ပါးသည်တကယ်ကိုသတ္တတို့တွေ့ရစရာမကောင်းတဲ့ပြည့်နေတဲ့သဘောတွေခန္ဓာ၅ပါးသည်သတ္တတို့လူကျင်စရာမဟုတ်တဲ့တပြည့်တပြည့်ပြီးရစရာဖြစ်တဲ့သဘောတွေမင်းတို့ဖွဲ့စည်းထားတဲ့ခန္ဓာ၅ပါးသည်ပြည့်တဲ့သဘောတွေရစရာရှိတဲ့သဘောတွေစုပေါင်းပြီးတော့နေပေမဲ့ မိမိအလိုတိုင်းဘယ်လိုမှပြုပြင်ပြောင်းလဲမရတဲ့အနတ္တသဘောတွေဒီခန္ဓာရှိဟူလားလိလာရဲ့ဇောရာလိကျင်တဲ့ညာနဲ့အပိုက်ပြီးသွားရင်ခန္ဓာသည်လှည့်ကြည့်စရာတော့မကောင်း ဒါလို့မကောင်းတဲ့ဖွယ်စီဖြစ်နေတယ်ဆိုတော့သိသွားကိုခန္ဓာကိုခင်တွယ်မှုဟာဒီခန္ဓာရဲ့အမှန်သဘောတွေမသိလို့ခင်တွယ်တဲ့ကိစ္စနောက်ဆုံးလေးလာတဲ့ညာရင်ကျဲရင်ကျဲရင်ကျဲနောက်ဆုံးပြုများတာသိခါပတ်တာဆိုထိတ်ဆုံးရောက်သွားတယ်သင်္ခါရုပ္ပဒီယုံနာသင်္ခါရရဲ့အပြစ်ကိုညာဆင့်ဆင့်နဲ့မြင်ပြီးတော့လာတော့ ြည့်ကြံစရာရှုကြံစရာမရှိတဲ့အတွက်လုံးဝတော်တော်မှုကင်းပြီးတော့ဒီယုတ်တဲ့ခရဏတဲ့ခါတော့တခါတော့စွန့်ပြလိုက်တာတင်ခရုပခဖြစ်သွားအဲ့ဒါလုံးဖြစ်သွားရင်ခန္ဓာသိအောင်လေ့ကျင့်တဲ့လောကီကိစ္စကုန်ပြီးတော့လောကုတ္တရာမညာဘုညာဖြစ်သွားတာနိဗ္ဗာန်လက်ခံသွားတယ်မဲဒုက္ခသိသွားပြီ မဲ့ခန္ဓာဘောတူရာမှုမရှိတော့ဘူးမုန်တီအနာလျောအဲ့ဒီဂုံတူးနဲ့နိဗ္ဗာန်လက်ခံရတာခန္ဓာဘောမှာအဆုံးစုံအဖြစ်ကိုမြင်သွားပြီးတော့စွန့်ပြစ်လိုက်တာအဲ့ဒီအဖြစ်ကိုရဘူးအခြေခံကနေပြီးတော့ဖောက်ပြန်တဲ့သဘောမကောင်းဘူးမကောင်းတဲ့ခင်မှာဒီသဘောတွေလို့ပြည့်တဲ့သဘောပုံပြီးတော့မကောင်းဘူး ဓာရီကိုလေ့ကျင်လေ့ကျင်ဒီပါမြဖောက်ပြန်နေဟောဒီပြည့်တယ်လို့ဒီကြာကြာသိတော့ခန္ဓာပေါ်မှာညီဝင်မှုဖြစ်လာတယ်တွေ့ရမှုကင်းလာလွတ်မြောက်ခြင်းနဲ့စိတ်ဖြစ်လာဆိုတော့ခန္ဓာမကောင်းလို့မကောင်းတာတွေသိလို့ကြာကြာကြည့်လေသိလေကြာကြာကြည့်လေကြည့်သိလေဘယ်နည်းနဲ့မှတွေ့ရမှုမရှိဘဲနဲ့ဆွတ်လွတ်ခြင်းတဲ့ဘောတွေဖြစ်ပြီးတော့ဆွတ်လွတ်လိုက်တာဟုတ် ဝိဘုဒ္ဓပေဝိဘုဒ္ဓမိတိညာနာဟောတိလွတ်သွားလို့လည်းလွတ်လွတ်ကြောင်သိပါရဲ့ခန္ဓာမကောင်းတော့ဘာဆုံးလို့သိအောင်လုပ်ပြီးတော့စွန့်ရော့လိုက်တာအဲ့ဒါမညာဖုန်ညာဖြစ်သွားတာဒါပေမဲ့အဲ့ဒါသိဘူးခန္ဓာစလေ့ကျင့်တော့ဖောက်ပြန်တဲ့သဘောဒါရီချိန်ပြအောင်လေ့ကျင့်လာကြတဲ့ဟုတ် ဒီခန္ဓာမကောင်းတာစသည်။အဲနောက်ပြစ်တယ်သောပြစ်တယ်သောအခုပြစ်တယ်သောတွေရှိတာ။တဆစ်တက်ပြီးတော့မကောင်းတာတွေယူเสียရစေရကျင်เสียမရှိတာ။တရားမင်းတို့ဗတရားသမတွေ့ရတဲ့တဏှာဥပါဒဖြစ်တဲ့ကိစ္စဒီเจ้าနေမသိလို့တောင်းတဏှာဥပါဒ ဖြုတ်ဖို့ပေးစားဟာခန္ဓာရဲ့ပြက်တဲ့သဘောတွေမိမိယာသိနေရင်သူ့ဟာနဲ့သူပြုတ်ကိုတောင်ကဖောက်ပြန်တာတွေသိဖို့ပြက်တာတွေသိဖို့စ조사ကြည့် ိတ်ငြိမ်ငြိမ်တဲ့ခါခန္ဓာကိုယ်အဆက်မပြတ်သည်အရှိဟာမခန္ဓာလဘာဝတူပါတယ်ဆက်မပြတ်ရှိကိုယ်သိညာကလက်တဲ့ချိန်ဒီလွတ်တဲ့ချိန်ဒီဘယ်လိုရှိတယ်ခန္ဓာဘရော့မလွတ်ဘူးမလက်ဘူး ခန္ဓာသည်ယူเสียရเสียမရှိတယ်ဆေးတို့ဆေးခေပဲလို့မြတ်စွာဘုရားပြောတယ်ခန္ဓာသည်တကယ်ကိုရเสียမရှိတဲ့သဘောလူ့ဘဝမကောင်းဘူးဒါခန္ဓာကြောင့်အကုန်သိပါပြီဆိုရင်ဒီဟာပဲသိရမယ်လူ့ဘဝမကောင်းဘူးပြေလတ်လားဒုက္ခခန္ဓာလား မြတ်စွာဘုရားစကားတော်လို့ဘောမကောင်းအဲ့ဒါကိုကိုသိဖို့အတွက်ခန္ဓာလိုဆိုင်ဖောက်ပြန်တာအစားမကောင်းပါလားသိသွားတယ်စလက်ကြည့်လို့သိရတယ်နောက်အဆုံးဆုံးသိမကောင်းတော့ဘူးသိသွားရင်တလွတ်သွားတာအရိယာမင်းရောက်တာဒီကြားထဲမှာတစ်ချဲမှခန္ဓာအကောင်းမမြင်ဘူးအမှားလည်းခန္ဓာအကောင်းမရှိဘူးဒါအမှန်မြင်သွားရင်တော့ ရာရာမရှိတဲ့သဘောယူရကုန်လို့အဲ့တော့မိမိတို့ကခန္ဓာကိုတမင်မဲယူရရာရာမရှိဘူးကြမ်းဖန်ပြီးတော့တချို့အသုဘရှုသလိုရှုရမလားဆိုတော့မဟုတ်ဘူးခန္ဓာယထာဘူတမှန်တယ်လို့အသိဉာဏ်ကြီးမှန်မကန်ယထာဘူတနဲ့ကြည့်ရလုတ်ကြံတဲ့တခုမှမပေါ့ခန္ဓာရဲ့ပေါက်ပြန်တဲ့သဘောပြစ်တာသိတဲ့သဘောပြစ်တာ လုတ်ကြံတော့မပါဘူးခန္ဓာရဲ့ပင်ကိုထို့တူရှုတဲ့ဉာဏ်မှလည်းပဲဟောက်ပြန်တော်ကိုသိတာပြက်တော်ကိုသိတာလုတ်ကြံမှုမပါဘူးပင်ကိုတိုက်ကြည့်ပါပင်ကိုမကောင်းတော့ဘုရားသိစေလို့ဒါကြောင့်ခန္ဓာကိုကြည်မိမိတို့ဟာဒီခန္ဓာပေါ်မှာတွေ့တော့တွေ့တယ်လားပဲမကောင်းဘူးစိတ်ကတကယ်မကောင်းဘူးလို့မထင်ဘူးဥမ္မာမအေးလာတယ် မင်းနုံနုံထိုးထိုးဖြစ်အောင်အဝတ်ဒီပါလေထောက်ဖို့ခန္ဓာမကောင်းတာပြလာတယ်။ကိုကကြံဖန်ပြီးတော့ကောင်းအောင်လုပ်။အဲပူလာတယ်။အဲပါဝါရရီဟုတ်တယ်။အထူရီမောတော့အဲလာမျိုးတွေခန္ဓာတော့ဥရောထောက်ပါနဲ့ဖောက်ပြန်တော့လေပူတယ်အေးတယ်ဖောက်ပြန်တာပဲအဲနောက်ပြီးတော့စိတ်ထောက်ပါနဲ့လည်းပဲအမျိုးမျိုးဆူရှပ်ပြောင်းလဲတော့ဖောက်ပြန်တာပဲ ထောက်ပံ့ထားတဲ့ကိစ္စတွေနဲ့ပတ်သက်လို့တစ်ချဲကမှမကောင်းခန္ဓာအကျိုးတရားဖြစ်တော်လည်းပဲဖောက်ပြန်မှုတွေမကောင်းကိုယ်တိုင်သိရောကိုယ်ခန္ဓာနဲ့ကိုယ်သိကိုယ်တိုင်သိမှဉာဏ်ဖြစ်တဲ့ကိစ္စအဲ့လိုဖြစ်တော့ခန္ဓာရဲ့သဘာဝတရားမကောင်းတာဟာပြင်ကူမကောင်းတဲ့ကြောင့်သိအောင်ဇေရုတောင်တရားထုတ်တဲ့အခါ ခန္ဓာကိုယ်အနေထားဒီအချမ်းသာဆုံးဆိုတဲ့အနေထားထားပါဘလောက်ချမ်းလောင်ထားထားခန္ဓာတော့သူမကောင်းတဲ့ကိစ္စခဏလေးပဲမကောင်းတဲ့သဘောတရားကြီးပြတယ်ဒါကြောင့်မိမိရခန္ဓာရဖြစ်ကိုသာသိပါကိုချမ်းချမ်းသာသာသိအောင်ထားပါရဲ့နဲ့ခန္ဓာဒီသူဇာတိအတိုင်းသူဝါရသူ သဘောဝတိုက်သူမကောင်းတဲ့ကိစ္စတွေဖြစ်နေတယ်။နောက်ခန္ဓာကိုယ်ရဲ့သဘောဝကိုမိမိရဲ့လုံပြန်မှုမပအောင်။ဒါဆရာတို့စစ်စစ်ပြောထားတယ်။ကြာကြာထိုင်လို့ညောင်းလာတယ်၊ကြိုက်လာတယ်။ဒါခန္ဓာဒုက္ခပြီးလား။ဟောအဲ့ဒီစိတ်ရောက်သွားကိုပြင်လိုက် ကောက်ကုန်ထားရစမှာခန္ဓာကို ပြင်ပြီးတော့ခန္ဓာသဘောဝရှိတဲ့အတိုင်းဖောက်ပြန်တယ်ပြစ်တာလေးရှုမြဲတဲ့ရှုနေရာပြင်ပြီးတော့ဆင်းရဲတာကထားလိုက်တော်ကြတဲ့ဒီခန္ဓာစာတိပြတာပဲမကောင်းဘူးနေရာပြင်ပြီးတော့ထားတာကိုယ်ကလည်းမကောင်းများပြန်ပြန်ပြီးတော့တခါနေရာပြင်လိုက်ချမ်းသာအောင်ထားလိုက်မကြောက်ဘူးသူစာတိပြတယ် ငါမကောင်းတော့မင်းဘယ်လိုလုပ်လို့ငါမကောင်းဘူးဆိုရသေးဘူးခန္ဓာပြတယ်ကျွတ်ကပြတိုင်းကိုမသိလိုက်မသိဘူးကောင်းအောင်လုပ်တယ်ကောင်းတယ်ပဲထင်တယ်ဒါ ਈ မှာဒီလိုခန္ဓာရှိရပြရပြတဲ့တိုင်းသိတစ်ချက်ကမှမကောင်းဘူးဖောက်ပြန်တာမကောင်းဘူးပြတ်တာမကောင်းဘူးဇက်တိုက်ပြီးမကောင်းတာကြီးပဲဇက်တိုက်ပြီးတော့ခန္ဓာသိမကောင်းပါလို့ကြာကြာမြင်မြင်တဲ့ဉာဏ်ပြီးအာဟုကဖြစ်သွားပြီ အဲ့တော့တရားဟာသိသိချေခန္ဓာဟူမိမိရလေ့လာရင်တော့သိရတယ်မအကုန်တရားမဖြစ်ဘူးတရားယူပဲကိုယ်လုံပြန်မှုမပါစီနဲ့မိမိလုံပြန်မှုကြောင့်ဖြစ်တဲ့ကိစ္စလည်းမရှိပါနဲ့တော့ မြောင်းလာကြိုက်လာကြာကြာထိုင်လို့ဖြစ်တဲ့ဒုက္ခမရှိပါနဲ့အဲ့ဒါမိမိကြာကြာထိုင်လာလို့မိမိလုတ်တဲ့ဒုက္ခပါပါတကီလာမရမကဲမှုမဇ္ဈိမပရိပါဒနဲ့ဆန့်ကျင်တယ်အဲ့နေရာပြင်လိုက်နေရာပြင်လိုက်လို့သက်သာတော့လည်းချမ်းသာတော့ဘောမရှိဘူးဒါကူကိုလုတ်လိုက်တဲ့ကိစ္စဝိပဿနာရှုတာခန္ဓာရဲ့ပင်ရင်းကိုရှုတာတတ်တော်ပုဂ္ဂိုလ်တဝုတ္တရဲ့ လောက်ဆောင်မှုကိုရှုတာမဟုတ်ဘူးသဘာဝတရားပြုစုလို့သူမပါတဲ့သဘာဝကိုရှုတာသိသိချာချာသဘောပေါအောင်နားထောင်ပြီးတော့ခန္ဓာရဲ့သဘာဝပင်တရားကိုရှုတာဟောက်ပြန်တဲ့သဘောတွေ ိုကကောင်းလေချမ်းသာတယ်ထင်တဲ့ခန္ဓာကိုယ်တို့ကတော့သူ့ဇာတိမကောင်းတာပြတယ်ကိုကပဲဖုံးပြင်မကောင်းတာတွေသိဖို့မကြိုးစားဘူးဖုံးပြင်ကွယ်ပြင်ပြောင်းလဲပြင်ခန္ဓာဖောက်ပြန်လာတယ်မကောင်းတဲ့ကိစ္စဒါကကိုကကောင်းအောင်ပြုပြင်ပြီးတော့လောက်ပြန်နေရတယ် ဝိပဿနာရှုတာခန္ဓာရဲ့ပင်ကိုယ်အတိုင်းမကောင်းဘူးမကောင်းတဲ့အတိုင်းရှုတာတို့တို့လောကပညာကတော့မကောင်းတာကောင်းပြန်ဖော်ပြီးလုပ်နေတာဒါကွာတော့အဲသဘောဝရှိရှိတဲ့အတိုင်းကိုရှုတာဟာသဘောဝကိုသိတဲ့ဝိပဿနာပဲအချိန်လေးတော့ပြုဆိုင်ရပါ ်လည်းနဲ့ခန္ဓာကိုယ်ရှုတတ်သွားတော့ခန္ဓာရဲ့သဘောတရားမှန်တယ်ကိုသိလာကိုယ်လုံးကြံဖန်ပြီးပြီးတော့မကောင်းဘူးလို့ကိုယ်ထင်တယ်ကိုလောက်ရတာမဟုတ်ခန္ဓာရဲ့အပန်းသဘောကိုသိတတ်တဲ့ဉာဏ်နဲ့သိနေတာကိုကမကောင်းဘူးဆိုတာသိလာတယ်။ဒါကိုမြတ်စွာဘုရားစကားတော်နဲ့ပြောတော့ဒုက္ခသစ္စာ တကယ်အမှားတိုင်းမကောင်းတဲ့ခန္ဓာလို့ပြောတာတကယ်မကောင်းမှလားလို့အပိုင်နိုင်သိသွားရင်ဒုက္ခသစ္စာပရိညာကိစ္စဖြစ်မှာကျိုးစားပြီးသိတော့ কায় ঠিক বিভাগী